ရိတ်သမားအလုံးမဲမင်္ဂလာပါရှင်။ဘူစတိုရီ YouTube Channel ကနေပြန်လည်လို့ကြိုဆိုလိုက်ပါရယ်။ပရိသတ်တွေအလုံးအထွတ်အခုတင်ဆက်ပေးတော့မယ့်ဇာတ်လမ်းလေးကတော့ဆာရေးဆရာရွှေဝင်းထုံးရေးသားထားတဲ့ဦးကြီးမောင်နဲ့တမလဲမပွဲဆိုတဲ့ဇာတ်လမ်းလေးရဲ့အစဆုံးကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါရယ်ရှင်။ဇာတ်လမ်းချောင်းရလေးကိုမတင်ဆက်ခင်မှာကျမတို့ Channel လေးကို Like and Subscribe လေးနှိပ်ပေးခဲ့ဖို့တောင်းဆိုချင်ပါရယ်။အသေးသေးတင်တိုင်းသိရှိဖို့အတွက်ကတော့ ပြီးနောက်နိုတီဘဲလေးကိုလည်းနှိပ်ပေးခဲ့ပါအောင်နော်အားလုံးကျေးဇူးများကြီးတမားတယ်ရှင်ဒီဇလန်လေးကိုတင်ဆက်ပေးတော့မဲ့သူကတော့ကျမဖွင့်ဤပဲဖြစ်ပါတယ်ရှင်ညအခါကုန်လို့မနေ့အခါကိုလည်းရောက်ခဲ့ပြီပေါ့ဗျာဦးကြီးမောင်ကလည်းအခုထိနိုးမလာသေးဘူးလေကျုပ်ကတော့မီးမွေးပြီးတော့ထမင်းအိုတင်ထားလိုက်တယ်ဦးကြီးမောင်နိုးလာရင်လည်းမနေ့စာစားဖို့အတွက်ပေါ့ဗျာဦးကြီးမောင်နိုးပြီလားဗျကျုပ်ဦးကြီးမောင်စားဖို့ထမင်းအိုတင်နေတာဗျာ အိမ်မော်ကခြေတန်းကြတော့ဦးကြီးမောင်နိုးလာပြီဆိုတာသိရတာပေါ့နိုးပြီတာလာရဲ့ခေါင်းကတော့နည်းနည်းမူးနေတယ်ကွခဏလောက်အနားယူလိုက်ရင်တော့ပျောက်သွားမှာပါဗျာဒါနဲ့ခဏနေရင်တော့ထမင်းရကြက်တော့မှာမနှက်ဆာစားဖို့ဟင်းကရောဘာချက်လိုက်ရမလဲဦးကြီးမောင်ရဲ့ထွေထွေထူးထူးတွေချက်မနေစမ်းမနဲ့ကွာညကငချောက်ကင်တွေကြံနေသေးတယ်အဲ့ဒါနဲ့ပဲစားလိုက်မင်းကျုံနဲ့ဦးကြီးမောင်က မျက်နှာတစ်ပြီးတော့မနှက်ဆာစားကြတာပေါ့ဗျာဦးကြီးမောင်ကတော့ ငချောင်းကြိုက်ပုံရတယ်ဗျထမင်းလေးကငချောင်းလေးနဲ့မြုပ်စားလိုက်တာနှစ်ပွဲလောက်ကုန်းသွားတယ်ကျုပ်တို့ရွာမှာဦးကြီးမောင်လောင်ငချောင်းစားတဲ့လူမရှိတော့ဘူးနော်ကျုပ်ကလည်းစကားစားလိုက်တော့ဦးကြီးမောင်ကရီလိုက်ပြီးမင်းရငါ့ကိုငချောင်းကြိုက်တယ်များထင်နေတာလားတာလားရဲ့ကြိုက်လို့များများစားတာမဟုတ်ပါဘူးကွာအခုမနက်မှဘာဖြစ်တယ်မသိဘူးထမင်းစားလို့ကောင်းနေတာကွာဒါဆိုသိကြပြီဗျကျုပ်ချက်ထားတဲ့ထမင်းကောင်းလို့ပဲဖြစ်မယ်အေး မင်းပြောတာဖြစ်နိုင်တယ်။ကြံကန်းဆန်အိုတိုကောင်းတာဖြစ်မှာပေါ့။ဦးကြည်မောင်ကလည်းလေကျုပ်ဆိုရင်နန်းနန်းလေးတော့မှကောင်းတယ်လို့ပြောမပေးချင်ဘူး။စတာပါကွာ။မင်းထမင်းချက်ထားတာကောင်းပါတယ်။ဦးကြည်မောင်နဲ့ကျုပ်ကလည်းမနှက်ဆာစားပြီးတော့ကိုပြင်းမှရင်နွေးချမ်းတောင်းရင်စကားစမြည်ပြောကြတာပေါ့ဗျာ။ဦးကြည်မောင်ညဟိုသားမီးရဆုံးစုအဲ့ဒါဘလို့ဆုံးမျိုးလဲဗျ။ညကဆုံးသားမီးရဘာဆုံးလဲဆိုတော့အမျိုးစားတော့မရှိပါဘူး။ ပုံမှန်ဆုံးတွေနဲ့အနေငယ်ကွဲထွက်သွားတာပဲရှိရင်ဟင်ဒါနဲ့ဦးကြီးမောင်ဆဆဦးဆုံးရောက်တော့ရှားပါဆုံးတစ်မျိုးလို့ပြောတယ်လေမင်းနားလဲအောင်ပြောရရင်ဆုံးဆိုတာမိဘအဖိုးအဖွားတွေစီကပညာအမွေဆက်ခံကြရတယ်ပထမဆုံးအဖိုးအဖွားနေကိုယ့်ရဲ့မိဘတွေစီကိုပေါ့မိဘတွေစီကနေကိုယ့်စီကိုပညာအမွေပေးခဲ့တာလေအဲဒီလိုနေရာမှာဆုံးအများစုကတော့ပညာအမွေရရင်အထက်ဆွမ်းအောင်လုံးနိုင်သမျှလုံးကြမှာပဲ အစင်းအရင်တွေလုံမယ်ရက်ဆက်တဲ့နီးတွေနဲ့ပညာတွေကို အစစ်တက်မဲ့ဆုံးတွေပေါ့အဲ့ဒီထဲကမှဆုံးပညာမလို့ခြင်းမင်းအတင်းအပေးခံရတဲ့သူတွေကလူနဲ့ဝေးတဲ့နေရာမှာတွားနေကြတယ်။ဘာလို့တော့ဦးကြီးမောင်ရဲ့အသက်ခံရမှာစိုးလို့လား။မဟုတ်ပါဘူးကွာ။သူတို့ကိုတတ်ဖို့နေနေတတ်တာသူတို့ကတောင်ပြန်တက်နိုင်နေ။လူတွေနဲ့ဝေးတဲ့နေရာကိုဘာလို့တွားနေလဲဆိုတော့ဆုံးပညာထဲမှာ အမွေခံပညာကအတုံးမပြူတာကြာလာတဲ့အခါ တဖြည်းဖြည်းနည်းလာပြီးနောက်ကျရင်ဘာပညာမှမကြံတော့ဘူးလေပုံမှန်လူသားတယောက်လိုဖြစ်သွားတယ်အဲ့ဒီအချိန်မှလူရေစီကိုပြန်လာကြတာဒါများဦးကြီးမောင်ရဲ့ဖျားစီမှလှူလိုက်ရင်ပြီးနေပြီမဟုတ်လားဘယ်ရမလဲကွာအဲ့တလောက်လွှင်းနေရင်လူနဲ့ဝေးတဲ့နေရာကိုဘသူကသွားနေတော့မှလဲစုံပညာတဲ့တယောက်ကပညာကိုဖျားကိုလှူတော့မယ်ဆိုရင်တခြားပညာတဲ့တွေရလာပြီးအဲ့ဒီပညာတဲ့ကိုတက်ကြတယ် ဆုံးချင်းအတူတူပဲလေဗျာဘာလို့တက်ကြတာလဲဩตาလှရဲ့ဆုံးတွေမှမရောက်ရဲနိုင်တာကပညာပဲကွာရရင်ရတဲ့လောက်ယူတဲ့သူတွေကြီးပဲပညာတဲ့အချင်းချင်းဘာလို့တက်လဲဆိုတော့တချို့မွေးရလို့ပေါ့ကြီးရဲ့သူကစားမယ်အဲ့ဒီအခါသူတို့ အစွမ်းထက်တာပေါ့အဲ့ဒါကြောင့်ပညာတဲ့အချင်းချင်းပြန်တက်ကြတာလေဒါဆိုပညာတဲ့တွေရလဲဘဲသွားသွားစိတ်ချလက်ချသွားရမှာမဟုတ်တော့ဘူးနော်ဦးကြီးမောင်ဒါပေါ့ကွာညာကဟိုသားမိရလဲ ဆုံးပညာတွေကိုလူနဲ့ဝေးတဲ့နေရာမှာသွားစွနေရလေဂျွာထဲမှာပဲနေပြီးစွမယ်ဆိုရင်တော့စံပေါ်လိုကောင်မျိုးကြောင့်တိတ်မှာပဲညာကဆုံးကအတော်စွမ်းလောက်မယ်နော်သူကိုယ်သူငှက်ပုံစံကြီးပြောင်းနိုင်နေအင်းစွမ်းတော့စွမ်းပါတယ်အရန်တော့မစွမ်းဘူးစံပေါ်ကပညာတွေတော်တော်တက်လာတာကွာညာကမင်းရဲ့အကူအညီတောင်မပိုင် နိုင်မို့မလွယ်ဘူးကြုံလဲပေးမိပေးရပေးလိုက်တာပါပဲဦးကြီးမောင်ရဒါနဲ့ဦးကြီးမောင်ကြုံလဲပြန်လိုက်ဦးမယ်ညာကလည်းအိမ်ပြန်မအိတ်တော့ အမေတို့စိတ်ပူနေလောက်ပြီ။ဩအေးအေးတောင်လား။ကျုံကလည်းဦးကြီးမောင်အင်းကနေပြန်လာခဲ့တာပေါ့ဗျာ။ငါသားညာဘယ်တွေသွားနေတာလဲ။အိမ်လဲပြန်မအိပ်ဘူး။အိမ်ပြန်ရောက်တော့အဖေကမေးတော့တာပဲ။ဦးကြီးမောင်အိမ်မှာရောက်နေတာအဖေရဲ့မင်းညာကဦးကြီးမောင်အိမ်မှာအိပ်ဖြစ်သွားတာ။ဦးကြီးမောင်လည်းတိတ်ပြီးတော့နေမကောင်းလို့လေ။ဩအေးပါ။ဒါနဲ့မနေ့ကစားမယ်ဆိုရင်ကျောင်းရင်အလဲထက်မှရှိရနော်။မစားတော့ဘူးအဖေရဲ့။ဦးကြီးမောင်အိမ်မှာစားပြီးခဲ့ပြီးပြီ။ အခုနေ့လေထဲကိုစိမ့်ကြအောင်မလားအဖေညနေလောက်မှသွားကြတာပေါ့အခုမနေ့ပိုင်းကဘာမှလုံးစရာမရှိပါဘူးဒါနဲ့တီဟာရောမတွေ့မိပါလားတီဟာရွာလေးသွားတယ်တီဟာကဘသူ့အိမ်သွားတာလဲဖိုးတင်နဲ့ဘလို့ဖြစ်ပြီးတော့တီးကြလဲမသိပါဘူးဒါဆိုရင်ကြောက်လိုက်သွားလိုက်ဦးမယ်နော်အဖေအလုံးလည်းမရှိဘူးဆိုတော့အေးပါလိုက်သွားလိုက်သွားအိမ်ကိုတော့စောစောပြန်ခဲ့နော်ကျုပ်ကလည်းဦးလေးဖိုးတဲ့အိမ်ကိုထွက်ခဲ့တာပေါ့ ဦးလေးဖိုးတီရဲ့ခြံထဲကိုတော့မဝင်ရသေးဘူးထူးတန်ရိုက်တန်တွေကြားနေရပြီတာလာပါလားလာလေကွာဒီမှာမင်းကြီးတီဟလည်းရောက်နေတာကျုပ်ကလည်းဦးလေးဖိုးတီဘဘဲထူးနေတဲ့အနာကတန်လျာမှာဝင်ပြီးတော့ထိုင်လိုက်တာပေါ့တီဟမင်းနဲ့ဦးလေးဖိုးတီကဘလို့တီးကြတာလဲဒီလိုပါပဲကိုတာလာရခိုနီးရရွာဦးเจ้าမှာစုံပြေရကနေတီးတာကိုတာလာညာဘယ်ရောက်နေရတော့အိမ်လည်းမပြောင်းအေးကွာမင်းညာကဦးကြီးမောင်အိမ်ကိုရောက်နေတာကွာ ကိစ္စလေးရှိရနဲ့မပြန်တော့ပဲအဲ့ဒီမှာပဲအိတ်လိုက်တာဦးကြီးမောင်ကမင်းအကိုတာလာကိုပညာသင်ပေးနေတာဖြစ်မှာပေါ့ကွမင်းများလဲကြည့်ပါဦးဘလောက်တွေစွန့်နေပြီလဲလို့နေစမ်းပါဦးမင်းညာကပြန်ပြေးတာလေငါတို့ဘာဖြစ်ကြတယ်ဆိုတာမင်းသိနေသားပဲသိဟရဲ့ညာက ကျုပ်တို့တွေဘာဖြစ်လို့လဲဗျညာကတညာလုံးအိပ်ပျော်နေရလေဗျမင်းကတော့လုံးတော့မေဖန်ပလေးလေးထဲကတည့်ရဲချောက်လို့ကြွားပြင်းကိုသွားလှုပ်ပေးရလေ အဲ့ဒီမှာခလေးတရေရဲ့အမေရရောက်လာလို့မင်းထွက်ပြေးတာတန်းနေတာပဲလေကိုတာလာကတော့ဘာတွေပြောနေမှန်းမသိပါဘူးဗျာကျုံညာကအိပ်ပျော်နေတာနိုးတော့မနိုးပါဘူးဒီကောင်တီဟာရော်ကွာအတိတ်မေးသလိုရွှေပြောက်သလိုလုပ်နေတယ်နေပါအောင်တာလာရဲ့မင်းပြောသလိုဆိုရင်ညာကမင်းတို့တရေအချောက်ခင်ရတာပေါ့ဆိုပါတော့ဗျာတရေချောက်တာထက်တောင်ပိုပါသေးရဲ့ဗျာဒီကောင်ကအခုမှမေးချင်အောင်စောင်းနေတာညာကဆိုရင်ပြေးလိုက်တာမှတန်းနေတာပဲ။ တီဟာကဘာလို့ဝင်းမခန့်တာလဲညာကတကယ်ကြုံခဲ့တာဆိုရင်ပြောပြလို့ရပါတယ်ငါယုံကြည်လို့ရပါတယ်မဟုတ်ဘူးဦးလေးဖိုးတည့်ရဲ့ကျုံညာကတကယ်အိပ်ပျော်နေတာကိုတာလာဘာရီပြောနေရလဲလို့ကြုံစင်းစားနေတာဟာမင်းပြောတယ်လို့ဆိုရင်ငါကမဟုတ်ပဲပြောနေတာလို့ဆိုလို့ကျင်တာလားကျုံအဲ့ဒီလို့ပြောတာမဟုတ်ပါဘူးညာကကျုံတကယ်အိပ်ပျော်နေတာကိုတာလာရဲ့အေးကွာမင်းလက်မခံလဲမပြောတော့ဘူးဒါနဲ့တာလာ မင်းကိုပြောစရာရှိလို့မင်းတို့ညီကိုငါနဲ့လိုက်ခဲ့ပါလားဦးလေးဖိုးတီရလည်းဓာတ်ကိုထုနေရင်ကပြောလာတယ်ဦးလေးဖိုးတီစကားကအစမရှိအဆုံးမရှိနဲ့ဘဲကိုလိုက်ခဲ့ရမှာလဲရွာပြင်တောတန်းထဲကိုမကြီးလုံးလေးသွားခုံးမလို့ကဦးလေးဖိုးတီကမကြီးလုံးခုံးပြီးဘာလုံးမလို့လဲတီဟရဲ့ဘဘဲဖို့မီးထိုးဖို့ဖြစ်မှာပေါ့ဟုတ်တယ်တီဟရဲ့မကြီးသားကမီးကောင်းလို့လေကွာအဲ့ဒါမင်းတို့ပါလိုက်ခဲ့ပါလား လိုက်ခဲ့မယ်လေဦးလေးဖို့တည်းရဲ့ဓာတ်နဲ့ဘဲတော့သွားမှလဲရာသီဥတုလေကောင်းတော့ဆိုတော့အခုပဲသွားကြမလားသွားမယ်လေကျုံနဲ့အလုံအားတယ်ကျုပ်တို့သုံးယောက်ကလည်းရွာပြင်တောထန်းကိုထွက်ခဲ့ကြတာပေါ့ရွာပြင်မှာကလည်းမကြီးတန်းတစ်ခုရှိရဲ့ဗျမကြီးတန်းဆိုတော့မကြီးပင်အရွယ်ဆုံးရတယ်လေဦးလေးဖို့တည်းကခက်လန့်လန့်အပင်တစ်ခုရှာပြီးတော့ခုတ်တယ်မကြီးတန်းကလည်းကြိုက်တလို့ခုံလို့တော့ရတာမဟုတ်ဘူးဗျအပင်ခက်သေးသေးတွေပဲခုတ်ရတာ ဒါတော့တနေ့မှနှစ်ပင်ပဲခုံးခွေရှိတာကဲတာလားဒီအပင်ပဲခုံးကြတာပေါ့ကျန်တာတွေကတတ်တန်းငယ်သေးတယ်ကျုပ်တို့သုံးယောက်ကတော့တယောက်တစ်လှည့်ခုံးကြတာပေါ့ဗျာမကြီးသားကလည်းတတော်မာတဲ့အသားလေအဲ့ဒါကြောင့်မီးတတော်ကောင်းတာပေါ့ဗျာမကြီးပင်လဲသွားတော့အကိုင်းခက်တွေရှင်းပြီးဦးလေးဖိုးတင်အိမ်ကိုထမ်းခဲ့တာပေါ့ဗျာမကြီးပင်ကအဆိုကြီးဆိုတော့နောက်နှစ်လားလောက်နေမှထိလုံးလို့ရမှာကျေးဇူးပါပဲကွာငါတယောက်သေးဆိုရင်နိုင်မှာမဟုတ်ဘူး ရပါတယ်ဦးလေးဖိုးတရားတရွာသေးတာအချင်းချင်းပဲကုညီရမှာပေါ့အဲလုံစရာရှိတာလုတ်ပြီးပြီဆိုတော့ကျောက်တို့လည်းပြန်လိုက်အောင်မေးအေးအေးမင်းတို့ဓာရီပါရီလုတ်ချင်ရင်လာခဲ့နော်ကြားလားမင်းတို့အလက်ကားလုတ်ပေးမေးကျုံနဲ့တီဟာကလည်းဦးလေးဖိုးတင်အိမ်ကနေပြန်ခဲ့တာပေါ့တီဟာမင်းညာကကိစ္စကိုတကယ်ပဲမသိတာလားကျုံကလည်းတီဟာမသိကြအောင်စောင့်နေတာကိုစိတ်ထဲကအလိုမကျတာနဲ့ထပ်ပြီးတော့မေးလိုက်တယ်ကိုတော်လှလည်းဗျာ တကယ်မသိလို့မသိဘူးလို့ပြောတာပေါ့ဗျညကကြုံအိပ်ပျော်နေတာပါ နေစမ်းမအောင်ကွာတခုခုတော့လွဲနေပါပြီကဲကွာဦးကြီးမောင်အိမ်ကိုသွားကြမယ်အဲ့ဒီလို့ဆိုရင်တော့အဖြစ်ရပေါ့မှာပေါ့သွားဗျာကိုတာလှကြိုက်တဲ့နေရာသာသွားတော့တီဟာနဲ့ကြုံကလည်းဦးကြီးမောင်အိမ်ကိုရောက်လာခဲ့တယ်ဦးကြီးမောင်ကတော့စေးတံလေးခဲနေတာပေါ့ဦးကြီးမောင်ဦးကြီးမောင်ဟာတာလှတို့ညီအကိုပါလားဘာကိစ္စတော့ငါဒီမှာစိန်ကြောင်းမလို့ရှိသေးတယ် ညာကိစ္စအောင်လေဒီကောင်အတင်းညင်းနေလို့ဗျဟေးညာကကိစ္စဟုတ်လားညာကဘာကိစ္စတော့ဟာဗျာဦးကြီးမောင်ကလေဟိုဆုံးအသားမိစံပေါ်ဆိုတဲ့လူကြီးကိစ္စလေမင်းဘာတွေပြောနေတာလဲတာလာရဲ့ညာကငါအိမ်မအေးအေးလူလူရှိနေတာပါကွာဦးကြီးမောင်ကမှမသိတဲ့ပုံစံဖြစ်နေတော့ကျောက်ကလည်းယူကျင်တယ်လို့လောင်ဖြစ်သွားတယ်အဲ့ဒါပြောတာပေါ့ဦးကြီးမောင်ရာ ကိုတာလာကဘာတွေပြောနေမှန်းမသိပါဘူးဗျာ ကျောက်မသိပါဘူးဆိုတော့အတင်းသိတယ်လုံနေရကျောက်ပြန်တော့မယ်ဗျာတီဟာကလည်းပြောပြီးတော့ပြန်သွားတယ်ဦးကြီးမမပြောနဲ့တာလားငါတီဟာအရှိမှမို့မသိကြအောင်စောင့်နေတာတီဟာရဲ့အဲ့ဒီအချိန်ကမှတ်ညံကိုငါဖျောက်ထားတာဟင်ဘာလို့ဖျောက်ထားတာလဲဦးကြီးမောင်ရဲ့တခုခုဖြစ်လို့လားအခုလောလောဆယ်တော့ကိစ္စမရှိပါဘူးကွာနောက်ကြရင်ဟိုဆုံးသားမိကိုမြင်ဖူးတဲ့သူတွေစီကဆုံးသားမိကိုနောက်ရောက်ခံလိုက်နိုင်လို့ဖျောက်နေတာ ဘာမှမဖြစ်ပါဘူးမသိပါဘူးဗျာဦးကြီးမောင်ကပါမသိသလိုလုပ်နေတော့ကျုပ်ကိုကျုပ်တော်နားမနေနိုင်ဖြစ်သွားတယ်မင်းကတော့ဖြည့်ရမင်းဓာရီခဏထားလိုက်ပါဦးကျုပ်သိကျင်တာလေးတစ်ခုရှိလို့မေးကျင်လို့မေးလေကွာဘာမေးကျင်လို့တော့ဒီလိုဗျကိစ္စတစ်ခုခုပြစ်လိုက်တိုင်းကျုပ်တို့ပေါင်းလာမှာပဲဖြစ်တယ်တခြားရွာတွေမှာဘာလို့မဖြစ်ကြတာလဲဦးကြီးမောင်ရဲ့အဲ့ဒါကတော့ပညာသည်တွေရှိမရှိအပေါ်မူတည်ပြီးတော့ဖြစ်ကြတာပေါ့တခြားရွာတွေမှာလည်းအနည်းနဲ့အများတော့ဖြစ်ကြမှာပေါ့ ငါတို့မသိတာလေဖြစ်နိုင်တယ်လေကျုပ်လေဘာပညာမှအစစ်မတက်သေးဘူးနော်အချင်းတွေကတဖြည်းဖြည်းကုန်းလာတယ်နောက်တော့ဖြစ်လာမှာပေါ့ကွာဘယ်ပညာကလွယ်လွယ်နဲ့ရလို့လဲဒါနဲ့ဦးကြီးမောင်ကျုပ်တင်မလဲရွာအပြင်ကတင်းကုတ်တို့ကြီးကို ကြည့်ရတာတမျိုးကြီးပဲဟေးမင်းကဘလို့တမျိုးဖြစ်လို့တော့ကျုပ်တင်မလဲကိုသွားတော့တင်းကုတ်တို့ကြီးကိုကြည့်မိတယ်ဗျအဲ့ဒီမှာတင်းကုတ်တို့ကြီးကနေတခုခုကကျုပ်ကိုကြည့်နေလို့ခံစားရလို့ကျုပ်ပြောလိုက်တော့ ဦးကြီးမောင်ကတစ်ချက်စဉ်းစားပြီးအဲ့ဒီတင်းငုတ်တို့ရဲ့အကြောင်းကပြောက်ကွယ်နေတာကြားပါပြီကွာအခုချိန်ဆိုရင်ရှိနေတဲ့အကောင့်တွေရလည်းရှိမှာမဟုတ်တော့ပါဘူးနေပါဦးဦးကြီးမောင်ရဲ့အဲ့ဒီတင်းငုတ်တို့ကြီးမှာဘာအကောင့်တွေရှိတာရောကျုပ်အနေငယ်တော့ကြားဖူးတယ်အဲကျုပ်သိထားတာပညာတဲ့နှစ်ယောက်ပညာပြိုင်ပြီးတယောက်ကိုအဲ့ဒီအထဲမှာပိတ်ထားတယ်ဆိုအဲ့ဒီတင်းငုတ်တို့ကြီးမှာကပညာတဲ့တယောက်သေးတယ်မဟုတ်ဘူးပညာတဲ့၃ယောက်ရှိရင် မင်းတီထားတာတွေကအပေါ်ရန်အကြောင်းအရာတွေပဲတီးကြတာပါတကယ်အကြောင်းအရာမတီးကြအောင်ဒါဆိုရင်ကျောက်ကိုပြောပြပါလားဦးကြီးမောင်ရဲ့ကျောက်ကဒါမျိုးတွေဆိုရင်တိတ်ကိုစိတ်ဝင်စားတာဗျနေစမ်းမအောင်ကွာရင်းနှွေးတောက်ပြစေဦးဦးကြီးမောင်ကလည်းရင်းနှွေးကိုတဖူးဖူးနဲ့မှုတ်ပြီးတော့မော့ချလိုက်တယ်ပြီးတော့မှပြောပြလာတယ်ဒီလိုကွာအရင်တုန်းကတင်မလဲရွာမှာအောင်လန်းစရာတယောက်ရှိရဲ့နာမည်ကဆန်ရှားတဲ့တော်တော်စွမ်းတယ်လို့ပြောတယ်သူ့မကလည်း ပြိုင်ဘက်တယောက်ရှိရင်လေသူနာမည်ကတော့ငါလည်းမသိတော့ဘူး။음ဆန်ရှားဆိုပါလားဗျ။ဆန်ရှားဆိုမှဟိုလူကြီးဆန်ပေါ်တော့ပြေးပြီးတော့မြင်မိရဲ့။တာလာကတော့ကွာပြောပြတော့လည်းနားမထောင်။ပြီးရင်တော့သိကျင်တာနှစ်ယောက်မရှိဘူး။တော်ပြီကွာမပြောတော့ဘူး။စက်ပြောပါအောင်ဦးကြီးမောင်ရာကြောက်ဝင်မရှုပ်တော့ပါအောင်။အေးပြီးတာပဲ။စက်ပြောပြမယ်။အဲ့ဒီလူဆန်ရှားနဲ့သူ့ရဲ့ပြိုင်ဘက်ကလည်းလူပြိုပေါအွယ်ကလေးကပြိုင်လာတာတဲ့ကွာ။ ပြိုင်တဲ့ပွဲတိုင်းကလည်းဆန်ရှားကပဲနိုင်နာရတဲ့အဲဒီလိုနဲ့ဆန်ရှားရဲ့ပြိုင်ဘက်ကလည်းမနိုင်မှန်းသိတော့ရက်ဝဲကိုသွားပြီးတော့ပညာတွေတင်နေတဲ့လေဆန်ရှားကလည်းတင်မလဲမနေပြီးသူ့ရဲ့ပညာတွေကိုအစစ်မြင့်နေလေအဲဒီမှာဆန်ရှားကလည်းကံကောင်းကျင်တော့အောင်လန်းဝိစာကြီးတယောက်တင်မလဲကိုရောက်လာပြီးနောက်တော့ဆန်ရှားနဲ့တီးကျွမ်းပြီးတော့ပညာတွေအကုန်သင်ပေးခဲ့တာတဲ့ဒါဆိုရင်ဆန်ရှားဆိုတဲ့လူကြီးကတတော်ကိုစွန့်သွားမှာပဲနော် အေးကွာတော်တော်ကိုစွန်းသွားတယ်လို့ပြောတယ်အဲ့ဒီအချိန်ကဆိုရင်ဆန်ရှားကိုရွာလူကြီးထက်တောင်ပို့ပြီးတော့ကြောက်ကြတယ်လို့ပြောတယ်အဲ့ဒါနဲ့ဘာတွေဆက်ပြစ်သွားကြလဲอืมဘာတွေဆက်ပြစ်လဲဆိုတော့ဆန်ရှားမကညမတယောက်ရှိရဲ့ကွာသူရဲ့ညမကလည်းတိတ်ချောတိတ်လာတာဆိုပဲအောင်လန်းဝိဆာတယောက်စီကပညာသင်ခဲရတဲ့ဆန်ရှားကိုပြိုင်ဘက်ကလည်းမနိုင်မှန်းသီးတော့သူရဲ့ညမကိုပိုးပန်းတော့တာပေါ့ကွာပြိုင်ဘက်ကောင်ကလည်းရုပ်ရည်ရှိတော့ အတူတူပြောရရင်ချစ်ကြိုက်သွားကြတယ်။နောက်တော့ဆန်ရှောညမကိုတစားခံလုပ်ပြီးဆန်ရှားရဲ့ပညာထဲကတဝက်ကို သူ့ကိုပေးခိုင်းလာတယ်လေ။ဆန်ရှားကလည်းညမအသက်နဲ့ပညာနဲ့မို့တဝက်တိတိကိုပေးလိုက်ရတယ်တဲ့။ပြိုင်ဘက်ကောင်ကလည်းပညာအစွမ်းတွေရတာနဲ့ဆန်ရှားကိုတိုက်မယ်လို့တော့ဆန်ရှားကိုပညာသင်ပြီးတဲ့ဆရာကြီးကရောက်လာရောတဲ့။ဒါဆိုဆန်ရှားရဲ့ပြိုင်ဘက်ကတော်တော်ဆိုးပါလား။ သူရှုံးတဲ့အချိန်လုံးကလှုပ်ပေးထားတဲ့ကျေးဇူးကိုမှမထောက်ပြဒါနဲ့ဆရာကြီးရောက်လာတော့ဘာတွေဆက်ဖြစ်ကြလဲဆရာကြီးကအောင်လန်းဝိစာအစစ်ဆိုတော့ဆန်ရှားရဲ့ပြိုင်ဘက်ကိုအနိုင်ယူပြီးအဲ့ဒီတင်ငုတ်ထဲမှာထည့်ပေးခဲ့တာလေဟင်ခေါနာကပြောတော့ပညာသေးက၃ရောက်ဆိုဦးကြီးမောင်ရဲ့အေးလေကွာငါရဲ့စကားမဆုံးသေးဘူးလေပြိုင်မက်ကောင်ကိုတင်းကုတ်ထဲထည့်ပေးလိုက်တော့သူ့ရဲ့တပည့်နှစ်ယောက်ကလည်းရောက်လာပြီးဆရာကြီးကိုတိုက်တာတဲ့ သူတို့ရဲ့ဆရာကိုတော့ထဲပိတ်ထားတယ်သူပဲကွာထဲရောက်လာတဲ့သူတို့ကိုပါသူ့ဆရာနဲ့အတူပိတ်ပစ်ခဲ့တာလေဩအဲ့ဒီလိုလားဆန်ရှားတို့မောင်နှမကရောဘာတွေဆက်ဖြစ်သွားလဲဆန်ရှားညမစားထားမိတဲ့ပညာဆက်ကိုလည်းဆရာကြီးကထုတ်ပေးခဲ့တယ်တဲ့ဆန်ရှားရဲ့ပြိုင်ဘက်ကလည်းအကွက်ကြကြစီစဉ်ထားတာကွာဆန်ရှားညမစားမဲ့အစားထဲမှာပညာနဲ့အသားတစ်ခုထည့်ပြီးကျွေးလိုက်တာပဲ အခုတော့ဆန်ရှားတို့မောင်နှမတော်တေကုံကြပြီလေဒါဆိုရင်တော့တော်တော်ကြာခဲ့ပြီပဲဦးကြီးမောင်ရဲ့ကျောက်တို့မမီလိုက်လို့တော်သေးတာပေါ့မဟုတ်ရင်ဆန်စုတက်တဲ့အကျဉ်းကြောင့်ဘဝကူးနေလောက်ပြီဦးမလားကွာငါတယောက်လုံးရှိနေတဲ့ကိစ္စအောင်ဟုတ်သားပဲကျုပ်ဘက်မှာဦးကြီးမောင်ရှိနေရမေ့သွားတယ်အေးပါအေးပါမေးလေပြန်တော့လေငါလည်းလုံးဆောင်ရှိတာတွေလုံးရအောင်မေးကျုပ်ကလည်းဦးကြီးမောင်အိမ်ကနေ ပြန်ခဲ့တာပေါ့ဗျာအိမ်ရောက်တော့လေ တီဟကိုကြောက်အထင်မှားတဲ့သဘောနဲ့ပြန်ပြောပြရတာပေါ့ညရောက်တော့လဲစကားဆက်မိပြောကြပြီးညနှက်တော့အိတ်ရဝင်လိုက်ကြတယ်တီဟကတော့တတော်ုံအိတ်တာမြန်နဲ့ကောင်းပဲခေါင်းအုံနဲ့ခေါင်းနဲ့ကပ်ပြီးခဏပဲကြာတယ်တခູ້ခູ້နဲ့အိတ်ပျော်သွားတယ်လေကျောက်ကတော့အခုညဘာဖြစ်လဲမသိပါဘူးအိတ်လို့မပြောဘူးအိတ်လို့မပြောတာနဲ့ကျောက်ကလည်းချန်နေစင်းပြီးကိုပြေမှခဏလေးထိုင်နေလိုက်တယ်အခုညကလည်းလာပြင်းညာဆိုတော့လာရောက်ကဖွေးနေတာပဲ။ ကျုပ်ကဘေးပတ်ဝန်းကျင်ကိုလိုက်ကြည့်နေတော့အရေးတစ်ခုကရွာလန်းအတိုင်ဖြတ်ပြေးသွားတယ်။တခိုးတွေဘာတွေများလားလို့ကျုပ်ကလည်းထင်နေမိသေးတာ။တာလာတာလာခြံတောင်းကအတန်ကြားလို့ကျုပ်ကလှည့်ကြည့်လိုက်တော့ဦးကြီးမောင်ကို တွေ့ရတယ်။လာတာတာကြီးမှအရေးမထွက်နေတော့ဦးကြီးမောင်ရဲ့ကိုပွားဆိုတော့သိလိုက်ရတယ်။ဦးကြီးမောင်ညာကြီးအချိန်မတော်ဘာကိစ္စတော့။ကိစ္စကထူးတယ်တာလာရဲ့။တင်းငုတ်တို့ကအကောင့်တွေအခုထွက်လာပြီ။ဟင်ဒါဆိုရင် ကျောက်တော့ဘလို့လုံးကြမလဲမင်းပတိတကုန်းယူပြီးငါအိမ်ကိုလာခဲ့ခက်မြက်မြန်လေးနော်ကောင်းပြီဦးကြီးမောင်ကျောက်အခုပဲလာခဲ့မယ်ကျောက်ကပတိတကုန်းကိုဖះဆင်ကယူပြီးဦးကြီးမောင်အိမ်ကိုပြေးခဲ့တာပေါ့အိမ်ထဲရောက်တော့ဦးကြီးမောင်နဲ့လူတယောက်ကထိုင်းနေရင်ဦးကြီးမောင်သူကဘသူလဲဗျဒါအစ်မလဲကပညာတဲ့တယောက်ပဲအခုကိစ္စကိုလည်းသူလာပြီးတော့အကြောင်းကြတာကဲကဲအခုပဲတင်မလဲကိုသွားရမယ်တင်မလဲနဲ့ပေါင်လာကဒီလောက်ဝေးတာဘလို့သွားကြမလဲ ရတယ်တာလမင်းနဲ့ဒီလူနဲ့အရင်သွားနေကြဦးကြီးမောင်ကပြောပြရနဲ့သူ့ရဲ့ခေါင်းပေါင်းအဖြူကြီးကိုမြေပေါ်ပစ်လိုက်တယ်ခေါင်းပေါင်းအဖြူကြီးကမြင်းဖြူကြီးဖြစ်သွားတယ်ကဲကဲတာလသွားတော့ကျုံနဲ့တင်မလဲကပညာသည်ဆိုတဲ့လူကြီးရလေမြင်းလဲပေါ်တက်လိုက်ကြတော့မြင်းလဲကတင်မလဲရွာဘက်ကိုပြေးတော့တာပဲအဲပြေးတာတော့လမ်းအတိုင်းမဟုတ်ဘူးဗျလက်ကွက်တွေထဲကခုံပေါက်ပြီးတော့ပြေးတာဘလောက်ခုံခုံကျုပ်တို့ကထွက်တော့မကြအောင် ခဏကြာတော့တင်မလဲကိုရောက်ခဲ့ပြီလေတင်မလဲရွာပြင်ကတင်ကုန်းတို့ကြီးအနားကိုရောက်တော့မြင်းမော်ကဆင်းလိုက်ကြတာပေါ့ဗျာမြင်းမော်ကနေကျုပ်တို့ဆင်းလိုက်တာနဲ့မြင်းကြီးကခေါင်းမောက်အဖြူကြီးဖြစ်ပြီးတော့ပျောက်သွားတယ်ဦးလေးဦးကြီးမောင်မပါပဲကျုပ်တို့ထိန်းလို့ရပါမလားဦးကြီးမောင်လာမကိုစောင့်ကြရအောင်ငါတို့နှစ်ယောက်ထဲနေတော့မနိုင်နိုင်ဘူးကွာကျုပ်တို့ကလည်းဦးကြီးမောင်ရောက်အလာကိုစောင့်နေကြတယ်အဲရုတ်တရက်လေးတွေကခက်ကြမ်းကြမ်းတိုက်လာတယ်ကဲငါတို့ အချိန်ကျပြီးငါနောက်ကလိုက်ခဲ့ကျောက်ကိုလည်းတင်မလဲရွာကဦးလေးကြီးရခေါ်ပြီးတင်းကိုတို့ကြီးအနာကိုတွားလိုက်တယ်။အော်ကြောက်လာပြီပေါ့ငါတို့မရှိတဲ့နောက်ပိုင်းဒီရွာကအတော်လေးအေးချမ်းနေပုံရတယ်။ကျုပ်တို့အနာကိုရောက်လာတော့တင်းကိုတို့ကြီးထဲကလူသုံးယောက်ထွက်လာတယ်။ခမရတို့ကဒီလောက်နှစ်တွေကြာပြီးတာတော့မသေးကြသေးဘူးလား။မသေးပဲနေပါမလားကွာ။ဆန်ရှားတို့တောင်တင်းနေပြီမဟုတ်လား။ ငါတို့ကအခုဝိညာဉ်ဘွားနဲ့ရောက်နေတာအခုမှဒီဘွားကိုပြန်ရောက်လာတော့တယ်မင်းငါတို့နဲ့ပူးပေါင်းမလားမင်းကိုရွေးချယ်ခွင့်ပေးမယ်ငါတို့နဲ့ပူးပေါင်းရင်မင်းရဲ့ပညာတွေဒီထက်ဆယ်ဆောင်မက တိုးတက်သွားလိမ့်မယ်မပေါင်းနိုင်ဘူးကျုပ်ကပညာသေးဆိုပေမဲ့ခမည်းတော်လို မကောင်းတဲ့နေရာမှာအတုံးချတဲ့သူမဟုတ်ဘူးအောင်မတဲလဲကြီးကြေပါလားငါတို့ပြောရကိုလက်မခံဘူးဆိုတော့ငါတို့ဘွားကိုရောက်အောင် ပြောင်းမရတာပေါ့နေစမ်းပါအောင်ဗျာ ခမည်းတော်ကဒီဝိညာဉ်ဘဝရောက်နေတာတော့ဘာလို့ရံပြူကျင်နေကြတာလဲငါတို့ရဲ့စိတ်ကလူတွေဒုက္ခရောက်မှကျေနပ်ပျော်ရွှင်တာကွာအခုတော့ဒုက္ခပေးဖို့ပြန်ရောက်လာပြီပေါ့ကွာမင်းတို့ဒုက္ခပေးချင်တိုင်းပေးလို့ရတယ်ထင်ရအောင်ဒီနေ့မှလွမ်းနောင်ဆိုတဲ့ငါမရှိဘူးလို့ထင်နေရလားအမောင်ထူထဲကနေဦးကြီးမောင်တယောက်ပြောပြီးတော့ပေါ်လာတယ်နေစမ်းမအောင်မင်းကဘာတူလဲမင်းတို့ငါ့ကို မသိပေမဲ့ငါတော့မင်းတို့ကိုသိတယ် အောင်မအသက်ကြီးတော့ငါတို့မြေးအရွယ်လောက်ပင် ရှိရကောင်းပါများဒါဆိုရင်လေမင်းတို့ပြောတဲ့မြေးကို နိုင်အောင်တိုက်ဖို့ကွာပညာသေးကြီး၃ယောက်ကလည်းလူခွဲလိုက်တယ်ဗျကျုံတွေကတယောက်ကျုပ်ကိုလာခေါ်တဲ့သူတွေကတယောက်ဦးကြီးမောင်နဲ့တယောက်ပေါ့ဗျာတာလစိတ်ကိုအေးအေးထားပြီးမင်းတက်နိုင်သမျှအကုန်ထုတ်ပြီးတိုက်မင်းရဲ့ဘလူးကိုငါပြန်ပေးထားတယ်ဦးကြီးမောင်ကကျုပ်ကိုလှမ်းအသိပေးပြီးစိုက်တွေကိုဆောက်ထုတ်တော်တယ်ဦးကြီးမောင်ဘက်ကဆက်ဆာထုတ်တာဆိုတော့ ရန်သူကတော်တော်ဆွမ်းပုံပဲ။ကောင်းလေမင်းရဲ့ရန်သူကိုပဲအာယုံစိုက်ထားစမှာကွာ။မင်းတို့ငါအလျှော်ပေးပြီးတော့တိုက်မှာပါကွာ။ကျုံနဲ့ပြန်ရမယ့်သူကလည်းပြောတယ်ဗျ။အဲ့ဒီမှာခတ်တာပဲ။ကျုံကလည်းမေမေရရဘာမှ လုံးတက်တာမဟုတ်ဘူးလေဗျ။ဘာမှအလျှော်ပေးစရာမလိုကျုံကလည်းခမ ्या ကိုညှာမှမဟုတ်ဘူး။ကျုံကလည်းပြောပြီးပဒီးနဲ့ပြေးပြီးတော့ရိုက်လိုက်တယ်။တေချာစဉ်းစားကြည့်ကျုံလောက်မိုက်တဲ့သူဘယ်သူရှိမလဲဗျ။သွေးဘူးသွေးစုမိပြီး လုံးမီလုံးရလုံးလိုက်တာပဲဗျပဒီးနဲ့ပြေးရိုက်တော့လေဒီလိုကာပေးရတာပေါ့ကွာကျုံရဲ့ပဒီးကိုအဲ့ဒီသူကလက်နဲ့ကာလိုက်တယ်ပဒီးကတပြုံးပြုံးနဲ့ပြုတ်ထွက်ကုန်တယ်ငါအလှဲ့ပေါ့ကွာအဲ့ဒီလူကပြောပြီးစက်တွေနဲ့ပြက်တာဗျကျုံကလည်းမွေးနှံ့မော်ကိုထုတ်သုံးလိုက်တော့အဲ့ဒီသူကပြုံးနေရင်ပြီးတော့သူ့လက်ကြီးကိုဆွဲပြုံးလိုက်တော့ပလွေကြီးဖြစ်သွားပြီးမှုတ်တော့တာပဲကျုံကလည်းအဲ့ဒီပလွေအတန်ကိုကြားပြီးဘာမှထိန်းချုပ်လို့မရတော့ဘူး ခန္ဓာကိုယ်ကအဲ့ဒီလူစီကိုပဲတွားနေတာကျုပ်ကလည်းပလွေတန်နဲ့အညို့ခံရမှန်းသိတော့မွေးနှံမော်ကိုဖြုတ်ချလိုက်တယ်မင်းပညာမစိုးပါဘူးကွာဒါပေမဲ့ငါ့အပေါ်မှာတော့တုံးလို့ရမှာမဟုတ်ဘူးခမည်းကျုပ်ကိုအထင်မသေးပါနဲ့ကျုပ်ရဲ့ဘလူးစွမ်းအားကိုမြည်းဆန်းကြည့်ပါဦးကျုပ်ကလည်းဘလူးငဆူးကိုထုတ်လိုက်တော့အဲ့ဒီသူကနည်းနည်းတော့လန့်သွားတယ်ကျုပ်ရဲ့ဘလူးငဆူးကလည်းတိမ်မုတ်ကြီးနဲ့အတင်းလိုက်ပြီးတော့ရိုက်တော့တာဦးကြီးမောင်တို့ကလည်း စိုက်တွေလင်းလင်းလက်လက်နဲ့ပြိုင်နေကြတယ်ဒီတခါပွဲကတော့ကျုံလဲဦးကြီးမောင်ကို ကြီးနေဖို့အချိန်မရအောင်နိုင်ရင်ဝက်လောက်ကြတဲ့အထိအနိုင်အရှုံးကမပေါ်သေးဘူးအဲကျုံကလည်းတက်သမျှထုတ်သုံးနေရင်းနဲ့လူကလည်းမောလာပြီအော်ငါထင်တဲ့အတိုင်းပါပဲလားမင်းတို့ရဲ့ဆက်ကိုအာယုံရလို့ရောက်လာတာအခုတော့မင်းတို့ကအတော့ကိုစိုးနေပါလားဟင်ဆရာကြီးရုတ်တရက်လူကြီးတယောက်ပေါ်လာပြီးတော့ပြောတယ်ဗျတကူလုံးကလည်းအနဲ့ယောက်ကြီးဝှက်ထားတော့ မျက်နှာတော့တေချာမမြင်ရအောင်ကျုပ်တို့ဒီတခါခွင့်လွှတ်ပေးပါဗျာနောက်မဖြစ်စေရပါဘူးကျုပ်တို့ခွင့်လွှတ်ပေးပါ မရအောင်မရအောင်မင်းတို့အဆုံးသတ်ပေးမှရမှာအဲ့ဒီလူကြီးကပြောပြီးလက်ထဲကမီးလုံးလေးသုံးလုံးထွက်လာတယ်အဲ့ဒီမီးလုံးလေးမြင်တော့ကိုသုံးယောက်ကလည်းပြေးကြတော့တယ်မီးလုံးတစ်လုံးစီကလည်းပညာတဲ့သုံးယောက်အနောက်ကိုလိုက်တော့တာဗျကြကြတော့မလိုက်လိုက်ရပါဘူးဗျအတန်ကျကြီးတစ်ချက်ကြားရပြီးပေါက်ကွဲထွက်သွားတယ် မင်းတို့လည်းဒီအဖြစ်ကိုကြည့်ထားမင်းတို့ပညာကိုမကောင်းတဲ့နေရာမှာ အသုံးချရင် အခုလိုဖြစ်သွားမယ်။အဲဒီလူကပြောပြီးတော့ပျောက်သွားတယ်။ဦးကြီးမောင်ဘာမှမမင်းနဲ့ဟုတ်သားလား။အခုလောလောဆယ်အိမ်ကိုပြန်တော့ငါတို့နှစ်ယောက်လုံးဆရာရှိသေးတယ်။လုံးဆရာရှိရင်လုံလေဦးကြီးမောင်ကြောက်ဆောင်နေမယ်လေ။ပြီးမှအတူတူပြန်ကြတာပေါ့။ငါကပြန်ဆိုရင် ပြန်နိုင်စမ်းမှာတာလှရာပြန်တော့ကျုပ်ကလည်းပြန်မယ်လို့တော့ဦးကြီးမောင်ရဲ့မြင်းအဖြူကြီးကလည်းပြန်ပြီးတော့ပေါ်လာတယ်။ ကျောင်းကမြင်းဖြူကြီးကိုစီးပြီးပေါင်းလောက်ကိုပြန်ခဲတာပေါ့ဗျာကျောင်းအိမ်ရွှေရောက်လို့ဆင်းတော့မှ မြင်းကြီးကလည်းပျောက်သွားတယ်ဦးကြီးမောင်တို့ဘာတွေဆက်လုပ်ကြမလဲတွင်းလို့လည်းမရပါဘူးအချိန်ကလည်းတကောင်တော့ကြော်နေပြီမို့ဘာမှမတွေးတော့ပဲအိမ်လိုက်တော့တာပေါ့ဗျာပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့တာရေးစရာရဲဝင်ထုံးရေးသားထားတဲ့ဦးကြီးမောင်နဲ့တမလဲမပွဲဆိုတဲ့ဇာတ်လမ်းလေးရဲ့အစအဆုံးကို တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်။နောက်တစ်ခေါက်မှာပရိသတ်တွေအားလုံးအတွက်ဘယ်လိုဇလံကောင်းလေးတွေကိုတင်ဆက်ပေးသွားမလဲဆိုတာကိုစောင့်မျှော်အားပေးနားဆင်ဖို့အတွက်ဖိတ်ခေါ်ရင်းနှုတ်ဆက်လိုက်ပါတယ်။နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်တယောက်စီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။ပရိသတ်တွေအားလုံးနဲ့နောက်တစ်ခေါက်ဗီဒီယိုလေးမှလည်းပြန်လည်လို့ဆုံတွေ့ကြပါတယ်ရှင်။